ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်မိတ်ဆွေတွေထဲမှာဗျာအမေးများဆုံးမေးခွန်းဖြစ်တယ်ဒါတော့ဗျာဒီလုပ်ငန်းသုံးတဒံထွက်ဒီမှာဘယင်ဖြစ်နေတဲ့ဒီမဇဒဘုံကိုနေဆန်းဘလောက်ထိပိုကောင်းလဲဆိုတဲ့မေးခွန်းဗျာလက်ရှိမြန်မာပြည်မှာဗျာကားစည်းကွက်တွေကလေပိုပြီးတော့မိုးထီအောင်မြင့်တက်ကိုစုဆောင်းထားတဲ့ငွေလေးနဲ့ဗျာလုပ်ငန်းသုံးကားဝယ်မယ်ဆိုလို့ရှင်မမားခြင်းကြောင်ဘယ်သူမှဒီပွဲသားတွေပြောတယ်ဗျာရှယ်ဆိုတဲ့စကားကြီးကိုယုံပြီးတော့ဝယ်လိုက်တာမှဂျင်းမိသွားတဲ့လူတွေမှာအများကြီးရှိတယ်ဒီနေ့ဗီဒီယိုမှာဗျာဒီဒီကားရဲ့လှုပ်ဝှက်ချက်တွေဗျာနောက်တစ်ခုကဒီပွဲသားတချို့ ့ရတဲ့နားလည်မှုလွဲတဲ့စကားတွေကျွန်တော်အသေးစိတ်လေးရှင်းပြပေးမယ်ဗျပထမဆုံးပြောချင်တာကတော့ဗျာဒီသူ့ရဲ့အစားဗျာဒီ1996ခုနှစ်နောက်ပိုင်းထွက်တဲ့ဒီ SK model တွေမှာဗျာဒီ Mazda နေထုတ်ပြီးတော့နေဆန်းတစ်စိတ်ကိုရောင်းဝယ်ပြုတ်လိုက်ဒါအို OEM ဗျာဒီ original equipment manufacturing လို့လည်းခေါ်တယ်ဗျာဒီချင်းချင်းပြောရင်ဗျာ engine gear အောက်ပိုင်း chassis အားလုံးက Mazda နေထုတ်တာဗျာနေဆန်းဗျာသူ့ရဲ့ဒီ logo လေးကိုကတ်ပြီးတော့ဒီ brand name နဲ့ပဲရောင်းတာဗျာ ဒီ Mitsubishi Dyna တွေမှာဗျာတချို့ model မှာလည်းဒီအုပ်စုတွေမှာပါတယ်ဗျာဒါကြောင့်ဒီ Nissan ကတန်သားပိုကောင်းတယ်လို့ဒီ Mazda မှာပိုရှယ်ဆိုတဲ့စကားလုံးနေကြလို့ချင်းပြုံးတာပြုံးပြီးခမရခေါင်းလေးတာညှိနေတော့ဗျာ တကယ်တော့အိုက်ကောင်နေတဲ့ခုကအတူတူပဲဗျသူ့ရဲ့အတွင်းပန်းကိုကျွန်တော်တို့ခွဲခြားပြီးတော့လေ့လာကြည့်ရဝယ်မယ်ဆိုရင်ဒါတွေသိထားရမယ်ဗျပထမဆုံးပြောပြချင်တာဒီ R2 diesel engine ဗျဒီကောင်က2.2ဒါကမြန်မာပြည်မှာလူကြိုက်အများဆုံးပဲဗျရိုးရိုး diesel ဖြစ်တဲ့အတွက်ဗျပါဝါအရန်ကြီးမကြီးပေမဲ့ပြုတ်ပြန်လာတော့လွယ်တယ်ဗျတတော်လဲအကျန်းခံတယ်ဗျဒါပေမဲ့ဒီမနိုင်တဲ့ဝင်နေတင်ပြီးတော့နင်းရင်တော့ဒီအပူတက်တက်တဲ့ပြဿနာလေးတော့ရှိရဗျအဲ့ဒါလေးတော့သတိထားပေးပေါ့နောက်တစ်ခုပါဗျဒီ RF engine ဗျ ဒီကောင်က2.0ဗျအဲသူကတော့ power ပိုကောင်းတယ်ဗျဆွဲအားလည်းပိုကောင်းတယ်ဒါမဲ့ဗျာတာပိုပါတဲ့အတွက်သူကပြုတ်ပြင်စရိတ်တော့နည်းနည်းလေးပိုဝယ်ဗျနောက်တစ်ခုကလည်းဗျာဒီ F8 ကောင်1.8ဗျာနောက်ပိုင်းကားတန်နေမှာတော့တွေ့ရတာအများဆုံးပဲစီစားတော့နည်းနည်းရှိရဗျာဒါပေမဲ့အင်ဂျင်တန်ကြီးနဲ့ရုံဆွဲရကောင်းတယ်ခမရအဲ့ဒါတော့စိတ်မပူနဲ့နောက်တစ်ခုကဗျာဒီကောင်ရဲ့ရှက်စီတွေကိုကျွန်တော်လင်းလာကြည့်အောင် ီကောင်းရဲ့အားသာချက်တွေကရှက်စီတောင့်နေဗျာဝင်တင်ဖို့အတွက်တည်တံ့ကိုထုတ်တာတချို့ဖိုးဒီမော်ဒယ်တွေမှာတော့ဗျာလေးဘက်လုံးကို nis speaker တာမျိုးလည်းရှိတယ်ဗျာမြန်မာနိုင်ငံရဲ့လမ်းတွေအတွက်ကတော့တော်တော်ကိုအသုံးဝင်နေဗျာအဲနောက်တစ်ခုကကျွန်တော်တို့ဒီတချို့ပွဲသားတွေပြောတတ်တယ်ဗျာဒီ orze တို့ဒဇီလုံး original တို့အာဒါတော့ဟုတ်ပါတယ်ဒီ10စီးမှာဒဇီးကတော့ဖြစ်ကောင်းဖြစ်နိုင်နေဗျာ ဒီလုပ်ငန်းသုံးကားဖြစ်တဲ့အတွက်ဗျာပုံဘက်ထိခိုက်မှုကတော့ရှိစမြဲပဲဗျာအရေးကြီးတာကဒီအကြီးစားတိုက်ထားရှိလားမရှိလားအဲ့ဒါတော့ခမားတို့လေ့လာကြည့်ဗျာဆေးရတော့ဗျာဒီလှုပ်ချက်တရားပို့များတယ်ဗျာကီလိုကလည်းနေတယ်ဗျာအိမ်စည်းအတွက်ပဲဝယ်ဆိုတာဒီဘုံကိုလောကမှာရှားတယ်ဗျာဒီတော့ခမားကီလိုမီတာတွေကိုကြည့်ပြီးတော့လုံးဝကိုမယုံမိစေနဲ့အဓိကတော့ဗျာအင်ဂျင်ရဲ့အရှင်တွေကိုစစ်ဗျာနေစမ်းမလို့ပို့ပြီးတော့ဈေးမာတယ်ဆော့ဆော့ကပြောခဲ့သလိုပေါ့ဗျာဒီတစိ့ကတ်ထားတာချင်းအတူတူကိုနေစမ်းမလို့ဆိုပြီးဈေးကြီးပေးစရာခမားတို့လုံးဝမလိုဗျာကားရဲ့အရှင်တွေကောင်း င်းတဲ့ပုံမှာမူတည်ရယ်အဲလက်ရှိဈေးကွက်အနေထားကတော့ခမားတို့လည်းသိရတဲ့အတိုင်းပဲဗျာအစမတန်မြင့်နေရဒါတဒံကားတစ်စီးကိုသိန်းဥမာ၄-၅00ကြီးပေးနေရရင်တော့မဟုတ်တော့ဘူးဗောဗျာဒါမဲ့ဗျာကျွန်တော်တို့ငန်းအရှင်တွေရတော့ဒီလုပ်ငန်းသုံးမဲ့သူတွေအတွက်ကတော့မဖြစ်မနေကိုဝယ်နေရတာဗျာခမားဈေးကြီးပေးရတာချင်းအတူတူပြန်ရောင်းရင်ရှုံးမဲ့ကားမျိုးကိုမရွေးမိစေဖို့ပဲအရေးကြီးတယ်နောက်တစ်ခုကဒီကားတွေကပစ္စည်းကတော့ပေါ်ပါတယ်ဗျာနေဆန်းအပေါ်ပစ္စည်းတွေကိုသုံးမှန်ဆိုလဲအတူတူပဲဟိုဗျာဒီကောင်က အဲ့တော့ရွေးချယ်မှုတော့ဒီကောင်ကိုဝယ်လို့ရှင်မှားမယ်မထင်ဘူးဗျအားလုံးကိုကျွန်တော်ခြုံငုံပြီးပြောရင်ဗျပိုပစ္စည်းပေါ်တယ်ဗျပြင်ရတာလည်းလွယ်တယ်ဗျဝက်ချော်တိုင်းဒီပါတော်တော်များများတော့ဒီပြင်နိုင်တယ်ဗျနေပြည်တော်ဘက်မှာတော့တော်တော်များများပြင်နိုင်တယ်ဗျဒီပြန်ရောင်းရရင်လည်းလွယ်တယ်ဗျ ဒီအကြံလဲခံတယ်လီကောင်းရဲ့အားနည်းချက်လေးတွေဆိုလို့ရှိရင်ဗျာအင်ဂျင်အပူချိန်ရေတန်ကီကိုအမြဲတမ်းဂရုစိုက်ပေါ်ဗျာမောင်းရတာတော့လုံးဝကိုမတက်တာတဲ့ကားတွေဗျာဒီကောင်းတွေကတော်တော်ကိုတက်တောင့်တက်တာတော့မရှိဘူးဗျာနည်းနည်းခုံအောင်လဲကျန်းနေဗျာစောင့်ဒီမော်ဒယ်မြင့်လာနဲ့အမျှဒီစီစားနှုံးနေရတော့ဒီကွန်မွန်ရိုင်းနေလောက်တော့မတက်တာဘူးပေါ့ဗျာအဲ့တော့ခမားတို့နေနဲ့ဗျာဒစိတ်ကိုမကြည့်ပါနဲ့ကားတစည်းရဲ့လက်ရှိအရှင်နေဗျာဥမာအင်ဂျင်ဂီယာပေါက်ရှက်စီဖရိန်ုံပဲတေချာကြည့်ပြီးဝယ်ပါလို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဒီဘွန်ကိုရီမောင်းဘူးတဲ့သူတွေရှိလို့ရှိရင်ခမားတို့ရဲ့အတွေ့အကြုံလေးကိုလည်းကျွန်တော် ကောင်းတာရောဆိုးတာရောကုန်းပတ်မှာအာမနာပဲဝင်ရောက်ပြီးတော့ရေးပေးခဲ့ကြအောင်ဗျလက်ရှိပေါက်စင်းနေဆိုရင်ဒီကားတွေကဝယ်ရတာတန်တယ်ထင်လားဒါမှမဟုတ်လို့ရှင်မတန်ဘူးလွန်နေတယ်ထင်လားဆွေးနွေးပေးခဲ့ကြအောင်နောက်ထပ်ဘယ်ကားအကြောင်းတွေသိကျင်သေးလဲကုန်းပတ်မှာမေးထားနိုင်ပါရဲ့ဗျအားလုံးလုပ်ငန်းကိုင်ကိုင်ကနေအဆင်ပြေကြပါစေဗျ